ကျွန်တော်ရေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟိုတာ channel လေးကနေစေဝင်စားပွဲသူကြဆန်းကျေမိုးကုတ်ဗရန်များမြေမှာကမ်းမီယာဖီးယံမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။တနည်းလို့ဒီနေ့စားဘဝမှာ အတိတ်ဘဝကကန်းရဲ့စမ်းကျေစွာသိင်းရာချီပြီးချမ်းသာခဲ့တဲ့စင်ရသားလင်မယားနှစ်ယောက်လို့အမည်ရတဲ့စေဝင်စားပွဲသူကြဆန်းကျေမိုးကုတ်ဗရန်များမြေမှာ ကမိယဖြစ်အမှန်ဇလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါဦးခင်ဗျာဘုဂုပရမယာမြေမှာစမ်းကြည့်တော့အတိကံပါလာခဲ့တဲ့လင်မယားနှစ်ယောက်ပေါ့ထန်းစေးဆိုတဲ့ဝေါ်ရာအစ်စ်တခုဝေါ်ရာဆိုတော့အဟောင်းအဟောင်းလေးပြောက်ွက်ပြီးအစ်စ်အစ်စ်တွေပေါ်လာတတ်တာ ထုံစံပါအဲ့ဒီဝေါ်ရာအစ်စ်ဟာတိုင်းပြည်တစ်ပြည်လုံးပမာဏနဲ့ရှင်နိုင်တယ်လို့ ေတာတစ်ခုအနေနဲ့လည်းရှိတတ်ပါလေမုဂ္ဂပဒံများမြင့်မောင်းတော်လည်းယေရှုရဲ့လက်ထံမှာပိုးချုံကောင်းဆိုတဲ့ဟောဝါဒပေါ်ခဲ့ဘူးလေကြောက်စည်းကိုနားမလဲကြတဲ့တွင်သမားတွေစီကနေပြီးတော့ကြောက်ကောင်းတွေကိုဇီပပေါ်နဲ့အချောဝဲပြီးတော့ရတဲ့တာကို ကုန်းတဲ့လောကမှာပိုးချုံကောင်းလို့ခေါ်ကြပါလေဒါပေမဲ့အဲ့ဒီပိုးချုံကောင်းဆိုတဲ့ဟောဝါဒဟာခေစနစ်ကြောင့်ပြန်လဲပြောက်ွယ်သွားရပြန်ပါလေဘာကြောင့်လဲဆိုတော့ပြည်သူပိုင်းဆိုတဲ့အခေကြီးဟာ တော်လိုင်းအစိုးရဆိုတဲ့ခင်နဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ခင်မှာတော့ပေါ်ခဲ့တာပါပြည်သူပိုင်းဆိုတဲ့အတိုင်းဘယ်ရင်းရှင်ကမှဖက်ဆက်လမ်းစဉ်တွင်းတွေကိုလုတ်ခွင့်မရှိတာကြောင့်တာမန်လက်လုပ်လက်စားတွင်းသမားများစုဟာကြိုက်တဲ့နေရာတွေမှာလွတ်လပ်စွာကြောက်တွင်းတူကြတာပါဘယ်နေရာမှာပဲတူတူနိုင်ငံတော်အကြောင်းမြတ်စီမံကိန်းကလွှင့်ရင်ပြီးရောကြိုက်တဲ့နေရာမှာတူကြတာပါပြည်သူပိုင်းပစ္စည်းတွေကိုပြည်သူတွေဥပဒေကိုကြောက်ခိုင်းပြီးတော့တူကြတာပါပဲ ြောက်မှမတွေ့ရင်လည်းအလုတ်ကမရှိပါဘူးဥပဒေအရဆိုရင်ပြည်သူပိုင်းပြည်စည်းဖြည့်ဆည်းမှုနဲ့ထောင်ကူလောက်ကြာခံရတာပါအဲဒီတော့ဖန်စီရေးလာပြီဆိုရင်ဖတ်တောင်းတဲ့တင်ပေါင်းတသားတဲ့ကြောက်အောင်ပြေးကြရတယ်မိသွားရင်မချောင်ပါဘူးဒီတော့မာရသွန်ပြေးတယ်လို့ကိုပြေးရတာနောက်မှအရေးခင်းကြီးပေါ်လာခဲ့တယ်နောက်တော့ပါတီစုံဒီမိုကရေစီ ဆိုပြီးတော့ဒီမိုကရေစီစနစ်ဆိုတော့ပြည်သူပိုင်းနေပြည့်ပြည့်ကုန်ပြီးတော့ အရင်ချင်းစနစ်တွေတကြော့ပြန်ရောက်လာခဲ့ပြန်နေအဲ့ဒီမှာပရမျာမြေတခွင်းလုံးဖက်ဆက်တွေလုတ်ကင်ခွင့်ချပေးလိုက်ပါတယ်မြည်သူမဆုံဖက်ဆက်ဆိုးပိုင်းခွင့်ရှိတဲ့ဆိုပေမဲ့အဲ့ဒီဖက်ဆက်ရင်းနှီးမြှုပ်နှံရမယ်ငွေပမာဏဆိုတော့လက်လုတ်လက်စားတွင်သမားတွေအနေနဲ့မလွယ်ကူပါဘူးဒီတစ်ခါချမ်းသာကြွယ်ဝတဲ့သူတွေတောင်ဖက်ဆက်တွေဆွဲကုန်နေလက်လုတ်လက်စားတွင်သမားတွေဆိုတော့လုတ်စီယာမြေမကြံတော့ပါဘူးပြီးတော့ဖက်ဆက်တစ်ခုရဲ့လို့ ရွှေ့လိုက်ပြီးဆိုရင် အနောက်မှာလက်လူလက်စားတွင်းသမားတွေမကတ်နိုင်အောင်ဒီကွင်းလိုချိန်ချင်းတိုင်းချိန်လေရှိကြတယ်သူတို့ကဥပဒေဘောင်းတွင်းကဆိုတော့သူတို့ကမောင်းထုတ်ရင်ချက်ချင်းဖယ်ပြရတာပါဒီတော့တာမန်တွင်းသမားတွေဟာလုံစီအောင်မရှိတော့လောက်အခက်ကြုံရတာပေါ့ကြောက်ကြီးကြောက်ကောင်းမဆိုးထားနဲ့သမင်းစားကြောက်တော့မှမလွေတော့တဲ့ခါတွင်းသမားတွေစီကဘောချောင်ကောင်းဆိုတာလုံးဝမရှိတော့ပါဘူးအဲဒီမှာဘောချောင်ကောင်းဆိုတဲ့အတုံးတုံး ျောက်ွယ်ရတော့တာပေါ့ဘောချောင်းကောင်းဆိုတော့အတိတ်မှာကြံရည်ခဲ့ပါပြီအဲ့ဒီဝေါ်ရတာဟာ ကာလအတန်းကြာရင်ပျောက်ွယ်သွားတော့မှာပါပဲပေါက်ထန်းစေဗဒမများမြေကအကျဲကြီးပါဒါပေမဲ့ကြောက်မထွက်တဲ့ကြောက်ချက်တောင်းနေဆိုတာရှိတယ်ကြောက်မထွက်တဲ့မြေတွေရှိတယ်လူတွေစုပြုံ ခဲပြပြီးလောက်ကြတဲ့ကြောက်ထွက်တဲ့နေရာတွေမှာတောင်းတွင်းလောက်ကြရတာပါအဲ့ဒီမြေတွေကိုတတိယတွေကဖက်ဆက်ဆွဲကုန်ကြတော့လောက်စီရမြေမရှိတော့ပါဘူး လုတ်စရာမရှိဘူးဆိုပြီးထိုင်းနေလို့လည်းရတဲ့အမျိုးမဟုတ်ဘူးသမုဒ္ဒရာဝန္တထောကရှိပါသေးတယ်ဒီတော့လုတ်တယ်လို့မဖြစ်တော့တဲ့ဘဝမှာဖြစ်တယ်လို့လုံကြရတယ်အဲ့ဒါကရှေးတုန်းကတော်ရီတောင်းနေရှူရီမြောင်းနေမောင်းရှေးလူတွေမျောတိုက်သွားကြတာရှိတယ်အဲ့ဒီမြောင်းမိတွေထဲမှာကြံ့ရခဲ့တဲ့တဲတွေကိုစကားချပြီးတော့တဲစစ်တွေကိုထန်ကောင်းရေရှိရမောင်းဝိုင်းစကားနဲ့စေးကြတယ်တချို့ကတဲဘက်ကုံဟောင်းတွေကိုရှာပြီးတော့တဲဘက်ဟောင်းတွေထန်ကောင်းစေးကြတယ် တချို့ကတော့ကိုထင်းတဲ့ပေါ်ယံမြည်လော်လေးတွေကို ပေါက်ယူတယ်နောက်ပြီးတော့ထန်းတယ်နောက်ပြီးတော့ဆေးတယ်ဒီရဲ့အလွဲတကူလုပ်ငန်းလေးကိုပေါက်ထန်းဆေးလို့ခေါ်လာကြခြင်းဖြစ်ပါတယ်ဒီပေါက်ထန်းဆေးဝါရကိုဘယ်သူကစတင်ပြီးတော့တီထွင်လိုက်တယ်လဲဆိုတာကိုမသိရပေမဲ့ဒီရဲ့လုပ်ငန်းရောဒီရဲ့ဝါရရောမကုတ်ဗရံမြားမြေတွင်သာလောကမှာတွန်းမိလို့လင်းမြန်စွာပြန့်နှံ့သွားခဲ့ပါတယ်အလုတ်ကတည်တည်လာပါတယ်တွင်သမားတွေမှာတွင်လုတ်ကိုကြီးကြီးချင်း တတခန့်ခန့်လုတ်ကန်ခဲ့ရကနေလုံစီရမရှိတော့လို့ပေါထန်းစီလုတ်ကြတဲ့ခမောင်းအမှန်ပဲတိတ်ငဲစိတ်ဝင်ကြရတာပေါ့တိတ်ငဲမဲ့ဆိုရင်လည်းတိတ်ငဲစီရပေါ့ဘာလို့လဲဆိုတော့ပေါထန်းစီဆိုတော့ဟိုရှာတီရှောင်းဟိုပြေတီပြေနဲ့စိတ်မောလူမောဖြစ်ပြီးတော့အင်းဒီမရတဲ့အလုပ်ပေါ့အလုပ်မရှိရင်ပတ်သက်တဲ့တွင်သားဝင်ပြီးလုတ်ကြပါလားလို့ပြောစရာရှိတယ်မဟုတ်သားရဲ့မာနရဲ့လောလောဆယ်မိသားစုဇဝေနေကြီးရဲ့ဆိုတာတွေကရှင်နေလေတော့ တွင်းသားဝင်ပြီးတော့မလုပ်ကြပါဘူးဖက်စက်နဲ့လွေရကျွေးရမောင်းပောက်ထန်းစီလုပ်ကြတာများပါတယ်လက်သမားစီအောင်ဥပိုင်းလီမိတက်တွေဟာတော်လန်ရေးဆိုးရလက်ထက်ကနေပြီးတော့ဖက်စက်ခေတီနှစ်ရှည်လမ်းများ လုပ်ကင်လာခဲ့တာပါဒါပေမဲ့ကာလကြာတဲ့ခါမှာလုပ်စရာနေရာကုန်သွားတာကြောင့်နားလဲရတာကြည်ပါပဲဗရံများယတနာဖြစ်ဖို့ဆိုတော့နှစ်တန်ပေါင်းများစွာ ထုံမစကျင် စကျင်မဗရံများအစင်းစင်အသွင်ပြောင်းပြီးတော့ ဖြစ်ပေါ်လာရတာပါအဲကြောင့်ရှိတဲ့ပြုံးကုံသွားပြီဆိုရင် နောက်ထပ်ဖြစ်မလာတော့ဘဲကုံသွားတော့တာပါအဲဒီခါဥပိုင်း limited ကြီးတွေလည်းနားလဲရတာပါပဲ limited ကြီးတစ်ခုပေါင်းလက်သမားတောင်ဝင်အမြဲတမ်းထမ်းရတဲ့လက်သမားစီရလေးမောင်မြင်တက်ဟာတောင်ဝင်ထမ်းဆောင်နေရတဲ့ဒေတာကန်ကောင်မလေးဖြစ်တဲ့မထွေးခင်နဲ့အိမ်အောင်ကြပါတယ်အထက်ရရှိတွေကိုပြောပြီးတော့အဲဒီအဆောင်လေးမှာမထွေးခင်နဲ့နေပါတယ်နောက်တော့သားသမီးတွေပွားစီလာတဲ့အထိဆိုပါတော့ မောင်မြင့်တန်းတို့တာဝန်ထမ်းဆောင်နေတဲ့ဥပိုင်းလိမ့်မိတဲ့ကြီးဟာလည်းနားတော်မဲ့အချင်းတွေကိုရောက်ရှိနေပါပြီ။နေ့တန်းကြလောက်ကိုင်းလာလိုက်တော့ပြုံးက ပြောင်းတလင်းခါနေပါပြီ။အဲဒီမှာတက်တက်ဆန်းဆန်းအလုသမားဆောင်ကြီးမိလောင်သွားပါတယ်။အသည့်ဆောင်မလီတော့ပဲဥပိုင်းကြီးကနားလိုက်ပါပြီ။အဲလိုနားလိုက်တော့ဌာနဆိုင်ရာကြောက်မြက်ဝန်ထမ်းတွေလည်းဌာနသီးသီးကို ပြောင်းရွှေ့ကုန်တယ်လို့နေစားလာစားအလုသမားတွေလည်းဆိုင်ရာဒေသသီးသီးကိုပြန်ကုန်ကြပါပြီ။ မောင်မြင့်တန်းကတော့မုတ်ကုတ်သူနဲ့အိမ်အောင်ကြားထားတော့မောင်ကြီးမပြန်နိုင်ဖြစ်ပြီးတော့သူ့ရဲ့အဆောင်လေးမှာပဲပုံနေမြဲကြားနေမြဲကြင်ရခဲ့သလိုအလုသမားတို့ကလည်းမိလောင်ကွင်းပြင်မှာအင်္ဂလိပ်ဆောက်ပြီးတော့နေပါတယ်သူတို့ရဲ့ဥပိုင်ကရွာနယ်သိပြီးမွေးတော့တိုးတယ်ဆိုပေမဲ့နေရတာအဆင်ပြေပါတယ်သူတို့နဲ့အိမ်စီစီလုံးလုံးနေကြတာပါနေတဲ့တော်လေးကျင်းနေစရာကြီးပါပဲနေရချင်းလဲကြပြီမောင်မြင့်တန်းရဲ့ပြောင်းကူချက်ဖောင် ဘာတော့ဗျငါမင်းကိုပြောစရာရှိတယ်ပြောလေဗျာဥပိုင်လီမိတက်ကြီးတိမ့်သွားတော့မင်းနဲ့ငါပဲတိုးထဲမှာကြံ့ရစ်တာဟုတ်တယ်လေဒါမြအဆန့်လုပ်ပြီးပြောနေရတဲ့လူကိုချက်ဖောင်းရမဟုတ်ဘူးကငါပြောချင်တာကအဲ့ဒါမဟုတ်ဘူးမင်းနေရာလေးကကျင်းတယ်ဒီပင်စာပင်ဆိုင်လို့မရဘူးကလေးတွေစော်ကစားဖို့ကွင်းလည်းမရှိဘူးငါကြတော့ကွင်းကလည်းကျင်းစိုက်ဖို့ပြို့ဖို့လည်းဝါသနာကမပောင်းမိမနဲ့ကလေးကလည်းမရှိဆိုတော့ အဲ့ဒီဝင်းကျဲကြီးနဲ့ငါကသားစားတာသိမဖြစ်ဘူးမင်းနဲ့ဆိုအတော်ပဲကွာအဲ့ဒီတော့မင်းနေရာနဲ့ငါနေရာနေရာလဲအောင်လို့လာပြီးတော့ပြောတာကွာဟမ်တကယ်လားကိုကြီးချက်ပေါ့ဟောမောင်မြင့်တန်းရာငါရက်တော့မထားပါဘူးကွာမင်းလေးကတယောက်တည်းတမငါနဲ့တော်တယ်လို့ငါရဲ့ချန်တဲ့အိမ်ကလည်းမင်းမိသားစုနဲ့တော်တယ်လို့ငါထင်နေကွာဟဲ့ဒါကြောင့်ပြောတာအဲကိုချက်ပေါ့ဒဲလဲမှာနော်ကျွန်တော်မှလိုက်စီရပတ်စံမရှိဘူးဗျာ ေးပါကောင်းလေးရမိမိသားစုကိုကြည့်ပြီးငါလဲကျင်စိတ်ပေါက်လို့လာပြီးတော့လဲတာပါအလိုက်ငါပြားမှာပေးစီရမလိုပါဘူးကွဟဲ့ဟဲ့ဒါဆိုရင်တော့လဲမယ်ဗျာဟာမိမိမောင်ကမတိုင်မင်တော့ဘူးလားဟောကိုကြီးချက်ပေါင်းကလည်းဗျာကျုံမိမကငါ၆ဆိုတာနဲ့ဖုတ်ပြီးသားစီးဆမ်းပြီးသားပါဗျာဒါဆိုရင်လည်းကောင်းပါလေဗျာကဲမနှက်ပြန်ရွှေ့ကြတာပေါ့ကွာဟုတ်ကဲ့ဟုတ်ကဲ့အလေးအကျဉ်း ဥပိုင်လီမိတက်ကြီးတင်သွားကလေးကလက်သမားလာကစားလဲပြုတ်တာကြောင့်မောင်မြင့်သက်ဟာတယောက်တည်းလှုပ်လို့ရတဲ့ပေါက်ထန်းစေးဘဝနဲ့မိသားစုယက်တီလာတာပါသူကဝေဝေးကြီးတွားပြီးလှုပ်နေတာမဟုတ်ပါဘူးဥပိုင်ရဲ့အေရိယာတွင်းမှာပဲကိုနာပေါက်ထန်းတီနာပေါက်ထန်းနဲ့လုံရင်နဲ့မိသားစုရဲ့ဝမ်းရည်ကိုဖြည့်ရှင်နေရသူပါလူတို့ဥပိုင်ကအရင်ကကြောက်ပေါ်တော့အမုံညာလေးတွေရနေတာကြောင့်ဘဝယက်တီနိုင်ခြင်းဖြစ်ပါတယ်အခုလေကိုချက်ဖောင်းက တွင်သာလိုသမောင်းကောင်းဆောင်ခြင်းနေရာကိုသူကိုပြေးပြီးတော့ကျင်းမြောင်းတဲ့သူ့ရဲ့ခြံဝန်းမှာတယောက်ထဲသွားနေပါလေ။ကိုင်းကကြဲတော့နေရတာအဆင်ပြေပါလေ။ဒီလိုနဲ့မိုးကြွေရသည်မှာဒေသတလိရောက်မုံညင်းစတဲ့ဒီပင်စာပင်လေးတွေစိုက်ဖို့အတွက်ပေါက်ပြားတဲ့မြေကိုစွာရပါလေ။မုံညင်းဆိုတဲ့မျိုးကလည်းစာဝတီမှာနှင်းတောက်ရလို့ကတော့ကြောက်စီရကောင်းလောက်အောင်ကိုတတ်မှထွားကြိုင်တာပါ။တိန်အောင်ဆိုရင်စလို့တော့မနိုင်ပါဘူး။အဲဒါကြောင့် မုံညင်းအချောက်ချင်းမုံညင်းပုတ်စွန့်တန်းစာရာတွေကိုလှုပ်ပြီးတော့နှစ်ပတ်လည်စားလို့ရအောင်အင်းရှင်မတွေကဖန်တီးထားတဲ့ကြတယ်မိုးကတော်ရွာလေးတိုင်းမြေနှဲငယ်ရှိရင်အိနောက်ဖေးဈေးဆိုင်တည်ကြတော့ထုံစံပါဒီမြေဟောင်းကြောက်လွင်ပေါ်တဲ့မြေဆိုတော့မောင်မြင့်တန်းကသိတယ်မြေကိုပေါက်ပြားနဲ့စွားတဲ့ခမောင်းသဲတွေကတချောက်ချောက်ခုံမရေပြီးတော့မိလောင်ထားတာကြောင့်မိတွေကလေးလည်းယောနေပါတယ် ဒါတွေကိုမြင်ရတော့မောင်မြင်တဲ့ဟာအပေါ်ယံမြေလွာဘောကမြေမဲတွေကိုပေါက်ထန်းစေလှုပ်ချင်းစေပေါက်လာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ပေါက်ထန်းစေလေ့ကျင့်ကရှင်းနေပြီကိုမြေမြေမဲတေတချက်ချက်နေပြီဆိုရင်ကြောက်ကရှိတဲ့တာကိုဒါနဲ့သမိမတဲ့တိုင်းမင်းနဲ့သွားမလုပ်ပါနဲ့ကိုမြင်တန်းရဲ့မုံညင်းပြိုးပင်းတွေကအသိမ့်ဖြစ်နေပြီရွှေ့ဆိုင်ရတော့မှတော်ကြပေါက်ထန်းစေလှုပ်လိုက်တာနဲ့မုံညင်းမစားပဲနေပါဦးမယ်တော့ တော်လုတ်ချင်ရင်မုံညစ်တုံးမှာလုတ်ပေါ့အဲဒီလိုမထွေးခင်ကအမိတ်ချလိုက်တော့လုတ်ချင်ပေမဲ့မလော်ရတော့ပါဘူးနှွေဦးပေါက်မှာလော်ရတော့မှာပါဒီလိုနဲ့ပြောမင်းတွေကိုရွှေ့ဆိုင်ဖယုံရွက်တွေနဲ့နေတံကိုကောက်ဝင်ညနေမနက်ရေလောင်းလိုက်တဲ့ခါမှာမုံညင်းတွေကစတင်ရှင်တန်လာပါတယ်။သုံးလေးရက်နေတော့ရေတောင်မြေဆွဲပြီးမှဖုံးထားတဲ့ဖယုံရွက်တွေကိုဖယ်ပေးရပါတယ်။အဲဒီကစပြီးတော့တွေ့ရွေ့ကြည့်ပြင်လာတာပါပဲ။ အရွက်တရွက်ရဲ့အယိုးပြားဟာလက်သုံးလုံးလောက်ရှိပြီးတော့ရွက်ပြားဟာဆေးရွက်ကြီးလောက်ရှိပါတယ်။ဟင်းကြီးချက်ရင်နှစ်ရွက်သုံးရွက်ချိုးထည့်လိုက်ရုံနဲ့အုတ်တလုံးပြေးရတယ်။ဒါကလည်းနှစ်စဉ်စိုက်ပျိုးကြတဲ့တလေတစ်ခုပါ။ကံပေးလာတဲ့အခါလူတိုင်းကမဆိုးလို့ပေမဲ့မိုးကမနေတဲ့လူတွေဟာတသက်မှတစ်ခါတော့အကျိုးပေးတတ်ပါတယ်။ပဒံများမြေမှာနေပဒံများရေတော့ပြီးပဒံများကိုဖင်ခုထိုင်ထားကြတဲ့လူတွေဖြစ်တာကြောင့် ဘယ်သူကမှဘယ်သူကိုအထင်သေးလို့မရပါဘူးဒီနေ့ဆင်းရဲနေပြီမယ်မနေ့ပြန်မောင်းကြောက်ကြီးရပြီးတော့တတိထဖြင့်ဖြစ်နေကြတော့အများပြပါ လိမ္မာရင်တဘဝဆိုပေမဲ့မလိမ္မာရင်တော့တခဏနဲ့မူလဘဝကိုပြန်ပြီးတော့ရောက်တတ်ကြပါလိမ့်မောင်မြင့်တန်းအနေနဲ့သူ့ channel ကမုံညင်းဆိုင်တဲ့နေရာတွေကို ပုတ်ထန်းစေအလွင်လှုပ်ချင်နေတာပါမုံညင်းနေဖူးပွင့်ပြီးအတိတွေကနောက်နှစ်အတွက်မျိုးစေ့ရတာနဲ့တပြိုင်တည်းမုံညင်းမင်းနေ အကွန်လိုက်တော့ပြပါတယ်။ထားမယ်ဆိုရင်သားတက်လေးတွေကရွက်နေတွေကိုခုစားလို့ရပါသေးတယ်။ဒါပေမဲ့တဆောင်လုံးမုံချင်းကိုရည်လင်းနဲ့ချက်ပြုတ်စားတော့ခရတာဝါအီနေပြီဖြစ်တာကြောင့်တန်ရုံးစင်နွယ်မနေတော့ဘဲနှုတ်ပြလိုက်ချင်းပါ။နှုတ်ပြီးသားနဲ့အပေါ်ရံမြေမဲတွေကိုပုံပြနဲ့ချက်ပြီးတော့ဒူးစကားနဲ့မြေမုံတွေချပြပါတယ်။မြေမုံကအပင်ဆက်ရအောင်မမို့တဲတွေကြောက်စရစ်တွေကိုပဲယူချင်းပါ။မြေမဲမုံတွေမလျော့ပါဘူး။ ကိုရင်အကွက်ထဲမှာဆိုတော့ဇနိဖြစ်သူမှာထုခင်ကလည်းကိုညီပါတယ်။ဒါကြောင့်သဲအိတ်ဆဲအိတ်လောက်သာရလာခဲ့တယ်။တတော်အကုန်မဟုတ်သေးပါဘူး။မြေကွက်ရဲ့တစိတ်တစ်ပိုင်းမှာလောက်စီယာမြေတွေအများကြီးကျန်နေပါသေးတယ်။မောင်မြင့်တန်းကအိမ်ဝိုင်းထဲမှာရေးထည့်ထားတဲ့ပေပါပြတ်မှာဇက်ကလဲပါတယ်။မထွေးခင်က ကြောက်ရွေးပါတယ်။ဗတံများမြင်မှုကြောင်မုံကြောင်မွားလေးတွေကပါပါတယ်။ကြောက်သေးကမိုးထိုးနေတဲ့ခကြီးမောင်ဘာကြောင့်မဆိုရောင်းစားလို့ရနေတော့ အဆင်ပြေပါတယ်။ဤအတွက်တော့ရတဲ့တာပါပဲ။သုံးစကားမြောက်၊စကားမှောက်ပါထုံစံတိုင်းလာလီအုံးဟာကြောက်ကြီးဆိုပြီးတော့မောင်မြင့်တန်းကစကားကိုခွန်ငနေမှောက်လိုက်တဲ့ခါမှာအလဲသေးစုရဲ့ဘဟုမှာတစ်စဲကရက်လောက်ရှိတဲ့ဤသားကြီးကပြက်လက်လက်ပြောင်ပြောင်ကြီးပေါ်လာခဲ့ပါတယ်။အဲဒီမှာလင်းရောမရပါ ဟင်းငနေဖြစ်သွားပါတယ်။ဟဲ့ဤလာကြီးတော့ဆိုပြီးတော့မတွေ့ခင်ကကောက်ပြီးတော့ ပါဇက်ထဲငုံထားလိုက်ပါတယ်ပျော့ပျော့ကောက်ကောက်ပါဟာနင်းရလဲလက်မြန်လိုက်တာနီလာကစစ်ကောစစ်ရလားနီယောသူမြမြင်သွားဦးမယ်ကျမတော့အစ်စ်လိုထင်တာပဲအကြီးကတော့ပြောကြရမလို့ဘူးအိနဲ့ကြမှာကြည့်ပေါ့အေးပါဟာအေးပါကြောက်ပြောနေလွန့်ပြတဲ့ခါအတိချာကြည့်ဦးနော်နီလာတွေပါသွားဦးမယ်အနီကထင်ပေါ်တယ်နီလာကကြောက်ခဲမဲမဲလေးနဲ့စင်တူတယ်တော့ထွေးခင်ရာ ပေါထန်းစေးလောက်တာအံ့အောင်တိုးနေပါပြီမျက်စိကလှင်မလှင်သိလားအင်းမဒီကစိုးရင်လို့ပြောတာပါတော့မောင်မြင့်တန်းကတဟဟနဲ့ရီမောတယ်လို့မထွေးခင်ကလည်းပြုံနေပါပြီကျောက်ကြီးကပါဇက်ထဲရောက်နေပြီလေရီနိုင်ပြုံနိုင်ကြပြီပေါ့ကျောက်ကိုကြည့်ချင်းတဲ့စိတ်ကြောင့်ခဏမှပဲအိမ်ထဲကိုဝင်လာခဲ့တယ်နေသာနေတဲ့ပြတင်းဘဝမှာထိုင်ပြီးတော့ကျောက်ကိုထားတဲ့ထက်ကဖင်းမြန်ကောင်းမြန်အကျဉ်းချင်းကြည့်နေကြပါလေကျောက်က နီလာဂရိပါကြီးဖြစ်ပြီးအပြစ်ဆိုတော့မြူပုံမြတော်မှာပါတဲ့ကျောက်စစ်ကျောက်ကောင်တပွင့်ပါပဲပုံစံကလည်းပေါ့စီပုံစံဆိုတော့ပြောစရာမရှိအောင်အရည်သားပုံစံတွေကပြည့်စုံလာပါတယ်ကုံတဲ့တိုင်းမျက်စိဆွဲမဲ့ကြောက်ပါထွက်ခင်ဒါဘလောက်တမ်းမထင်တော့ဟာရာကြောက်တော့အနည်းဆုံးဖြစ်မထင်တာပဲဘယ်နေရာဆိုတော့ကျမလည်းမခံမှန်းတတ်ဘူးပေါ့ရာဆိုတော့သိန်းရာချီကိုဆိုလိုခြင်းဖြစ်ပါတယ် ပြာကြည့်တာပေါ့ဟာတလက်နဲ့တော့မှတ်လွတ်လိုက်နေပေါ့ဒါမျိုးကြောက်ကထားကောင်းရောင်းဆွင်ကြောင်မျိုးပဲခဏနေရင်ကြံတဲ့တလေးတွေပြန်ပြီးတော့ဝိုင်းချရအောင်ကြောက်ကိုတစ်တာလေးထည့်ပြီးတော့တခါလေးသိမ့်နော်ကလေးတွေစော့ပြဲမှာစိုးရတယ်ဟာစိတ်ချပါတော့တတမှာဒါမျိုးကြောက်ဒီတစ်ခါပဲရခဲ့ဘူးတာကံမိုးထိုးလို့ရတာမျောတော့မမျောရတဲ့ကြောင်မျိုးပါတော့ကျမတို့ဖေမျောတဲ့ကညီလာကြီးရလာတော့ကပိနေစီတော့ရှိတယ် ချောင်းကျောက်ဆိုတော့အကြီးသားကပြောစရာမလိုဘူးဒီလိုအကြီးသားပဲအဲ့ဒီကျောက်ကြီးရမှကျမတို့အိမ်ကောင်းကောင်းနဲ့နေနိုင်ကြတာအဖေရတဲ့ကျောက်သားခုခင်မှရရင်တော့သိန်းထောင်ချီတန်းမှသိကြတယ်တော့အဲ့လိုပြောပြီးတော့အခန်းထဲကိုဝင်ကောင်းတစ်တာလေးကိုတော့ခတ်သိမ်းလိုက်ပါတယ်ခဏနားပြီးတော့ကလေးနှစ်ယောက်နဲ့နေတဲ့သားစားပြီးတာနဲ့ကျန်တဲ့သေးတွေကိုဆက်ပြီးတော့လှည့်ပါတယ်အပြိုတက်တွေစီးဝင်နေတော့လောကကံရတာပြည့်ပြည့်လက်လက်ရှီလွင်လာပါတယ်သေးတွေမှာ အထက်လျောက်ကြောက်ကလေးကပါနေတာကြောင့်လင်မယားနှစ်ယောက်ပြုံမဆုံးမော်မဆုံးဖြစ်နေကြပါတယ်ဒီလိုနဲ့တင်းကနောက်ဆုံးတစ်စက်ကပဲကြံပါတော့တယ်အဲ့ဒီမှာမောင်မြင့်တန်းကကဲနောက်ဆုံးစကားကြောက်ကြီးပါဟဲ့အဲ့လိုပြောပြီးတော့ကွမ်းကနေမော်လိုက်ပါတယ်အိုးနှစ်ယောက်လုံးအထိတ်တလန့်ဖြစ်သွားပါတယ်ဖြစ်မယ်ဆိုရင်လည်းဖြစ်เสียပါနောက်ထပ်နီလာကြီးတစ်ပွင့်ကသေစုရဲ့လင်မောင်ပြူပြူကြီးပေါ်လာလို့ပါပဲ လက်သွက်တဲ့မထွေးခင်ကပါဇက်တဲ့ကိုစက်ကနေကောက်ထည့်ပြီးသားဖြစ်သွားပါတယ်။မြန်လိုက်တဲ့ဖြစ်ချင်း။ဩနင့်ဟာကလည်းမြန်လိုက်တာလွန်မာရောလား။ဘာသူမှမရှိပါဘူးဟာ။သဲစုထဲမှာဝောင်းဝံကြည့်ပြီးမှကောက်တာမဟုတ်ဘူး။ဩကြောက်စေကြောက်ကောင်းဆိုတော့ပြန်ထွက်သွားရင်ဘယ်လိုလုပ်မလို့လက်သွက်မှာတော်ယုံရဲ့ပါဇက်တဲ့ရောက်မှာကြောက်ဆိုတာစိတ်ချရတာတော့ဒါတော့ဒါပေါ့ဟာနင့်ဟာကသူများလာလို့မှအတိုင်းပဲ။နင့်ပုံစံကြည့်ပြီးငါရည်ချင်တာ။ ီးချင်းကြီးလေးမတက်နိုင်ဘူးတရထဲနဲ့ကြောက်ကြီးကြောက်ကောင်းနှစ်ပွင့်ရတယ်ဆိုတော့ကျမတို့ကံလွင်ကောင်းလွင်လို့ရတာတော်မိုးယူပြီးလိုက်မပြောနဲ့နော်မိမယာမြင်ကတလောက်တော့မအပါဘူးဟာရှောက်ပြောလို့ကတော့လောကမှာငါထက်မိုက်တဲ့သူဒီစပူမှာရှိမှာမဟုတ်ဘူးအဓိကကတော့ကိုကြီးချက်ဖောင်းမေဟာငါတို့ရတာများတိတူကတော့ဒုက္ခမြာစိတ်မကောင်းဖြစ်နေရှာမှာကဲကဲကဲတဲရွေးပြီးရနားကြမယ်ယောက်ျားရဲ့ဟမ်ဘယ်လိုခေါ်လိုက်တယ် ထပ်ပြီးခေါ်ပါဦးဟာမိမရ။အောင်မာတိနာကောင်ထပ်ပြီးကြားချင်နေတယ်ပေါ့လေ။ဟုတ်လား။ဒီကစိတ်ကောင်းဝင်လို့ခေါ်လိုက်တာ။နောက်ဆိုဝေးလာဝေးပဲ။ဟာဟာဟာ။အဲ့ဒီနေ့ဟာဒီလိုဘဝရဲ့အပြောဆုံးနေ့တနေ့ပါပဲ။တတိဖြစ်သွားကြပြီ။ဒုတိယရတဲ့ကြောက်ကြတော့အရွယ်က55ကာရက်လောက်ရှိတဲ့နီလာကြီးဖြစ်ပြင်မဲ့အည်သာကောင်းပြီး အပြစ်တစ်ချက်ရှိတာကြောင့်အစ်စ်မဖြစ်တော့ပါဘူး။အပြစ်တစ်ချက် ကြောက်သေးတဝက်လို့ဆိုထားတယ်မဟုတ်ပါလားဒီတော့တံပိုးကထက်ဝက်ရော့သွားတော့မှာပါ အစစ်မဖြစ်ပဲအစားဖြစ်သွားလို့ပါပဲအမှန်တော့ကြောက်ကလုံဝင်တဲ့ပုံစံရှိတာကြောင့်အပြစ်ကအလေတက်တက်မှရှိနေတာပါအဲ့ဒီကြောက်ကိုအလေကနေနှစ်ချမ်းခွဲပြန့်လိုက်မယ်ဆိုရင်ခုနှစ်ကာလအရွယ်အစစ်နှစ်ပွင့်ဖြစ်လာပြီးတော့အစစ်မြေတံပိုးကြီးတဲ့ငကထိတ်ဆုံတော့မဟုတ်လက်စွပ်နှကွင်းလုံးနေတဲ့ကွင်းသီးလေးတွေဖြစ်လာမှာပါ တွင်သမားဖြစ်ကြတဲ့မောင်မြင့်တန်းတို့ဟာဒါကိုနားလည်နိုင်စွမ်းမရှိခဲ့ပါဘူး။ကြောက်ကအပြစ်ကြီးပါသွားတယ်လို့သာသိကြပါ။တကြောင်အပြစ်ပါတဲ့ကြောက်ကိုဂုံသေးခေါ်ပြီးတော့ဥစွာပြပါရယ်။ဂုံသေးကသိမ့်တရားပေးပါရယ်။မယောင်းလိုက်ပါဘူး။အဲဒီဂုံသေးဟောင်းဒုတိယတကြောပြန်ဝင်လာပြီးသိမ့်150ပေးပါရယ်။လက်လွတ်မခံနိုင်တာကြောင့်150ထက်နည်းနည်းပိုပြီးပြီးတည့်သွားခဲ့ပါရယ်။ပထမရတဲ့ကြောက်ကိုလည်းအဲဒီဂုံသေးကိုပဲပြတာပါ။ အလွန်လာတဲ့စံကြောက်လို့ဖြစ်နေပေမဲ့ကြောက်သေးကိုနားမလဲတဲ့တွင်သမားလေးစီကောင်၄250နဲ့ရှာရှာပါပေါင်းပိုးချုံကောင်ရပ်သွားခဲ့ခြင်းပေါင်းကြောက်လွင်ရှာပါတဲ့ခင်မောင်ကြောက်ရသူရော ဝေရတဲ့ကုန်းနေပေါင်းကန်ထူးရှင်များဖြစ်ကြပါရင်မောင်မြင့်တန်းတို့မိသားစုတတိဖြစ်သွားခဲ့ကြပါပြီရရဆဆောင်ဘဝမျိုးမျိုးဘဝကနေ300ကျော်တောင်ရလိုက်တာဆိုတော့ဘဝင်လေးဟက်ကုန်ကြပါပြီမထွေးခင်ရဲ့အမတွေက သူတို့ရဲ့ညီမလေးကြောက်ရတယ်ဆိုတော့ရွာထဲမှာအိမ်မြေဝဲပြီးတော့အင်တလုံးဆော့ဖို့အကြံပေးပါတယ်။မောင်မြင့်တန်းကမိမယာအခုအိမ်လေးလဲနေလို့ဖြစ်နေတာပဲ။လကပတ်စံနေပိုးကုံအောင်မလုပ်ပါနဲ့။ဒုနေတဲ့နေရာဟာရွာနဲ့ဘာဝေးတာမှတ်လို့နောက်ဆိုရွာကဒုစီတိပြန်ကားထွက်လာပြီးရွာနဲ့တဆက်တည်းဖြစ်သွားမှာဟာ။ဆိုတော့မဆောက်ဖြစ်တော့ပါဘူး။ရွှေတွေညွှန့်နေအောင်မထွေးခင်ကဝဲပြီးတော့ဝဲတယ်လို့မောင်မြင့်တန်းကလည်း ဆိုင်ကယ်တစ်စီးနဲ့အပေါင်းအသင်းတွေကြောင့်တကောင်အမြဲတမ်းခံတဲ့တတိလေးကုမ္ပဏီတန်းဖြစ်လာခဲ့ပါတယ်။အလုတ်တောင်လုံးဝမဆင်းတော့ဘဲခူးရောင်ရောင်ဒီရောင်ရောင်နဲ့လှုပ်လာပါတယ်။ဒါပေမဲ့တာရင်နာရင်ဘာသာရေးကိစ္စတွေမှကြတော့လူတွေကရဲရဲရော်ရော်ထိတ်ဝင်းလှူဒန်းမှုလေးတွေတော့ပြုပါတယ်။ပြီးတော့ဖက်စတီတွေမှာထက်ဝဇာတွင်းတွေကိုလိုက်ပြီးတော့ထောင်းပါတယ်။ကုန်လိုက်တာတော့တော့လဲဆိုပေမဲ့ကြောက်ကောင်းဆိုတာမမြင်ခဲ့ရပါဘူး။ပေါ်လံမြင်တဲ့ဆိုပြီးနံပါတ်တစ်လုံးနဲ့ပါ ကြောက်လို့ဆိုတော့အကျိုးပေးမှ အကြောင်းထင်တာပါဒီလိုနဲ့နှစ်နှစ်ကျော်သုံးနှစ်ရမှတော့တွင်နေကရှုံးမောင်မြင်တန်းကလည်းအပေါင်းသင်းနေနဲ့အိမ်မောင်းပြီးရဖားလိုက်မကြမကြတောင်းနေတော့ရှိရှိတမျှလေးတွေရဲ့လက်ဝဲလက်စားတွေပါမကြမ်း အကုန်ပြောင်းပြီးတော့ဒုံရင်ဒုံရင်ပဲလက်မဲ့ဘဝကိုပြန်ပြီးတော့ယောက်ျားရပါတယ်ပေါက်ထန်းစီဘဝငါဝမ်းပူဇာမနေတာကြောင့်မောင်မြင်တန်းဟာပေါက်ထန်းစီလိုရပြန်ပါတယ် မုံရင်ဆိုင်တဲ့မြေသေးတွေကကြောက်နှက်ပွင့်ရလိုက်တဲ့ခါမှာကြောက်တယ်မြေမဲထဲမှာရှိနေအောင်မယ်လို့ထင်ခဲ့ပေမဲ့ကျဲဝင်းနဲ့အိမ်ဝင်းကမြေဒေသကုန်းသွားတယ်ကြောက်ကြီးကပါမလာတော့ပါဘူးအဲ့ဒီကြောက်နှက်ပွင့်ဟာနှက်တွေကထည့်ပစ်လိုက်တာလားဘယ်ကတိမြေမဲထဲမှာရှိနေတာလားတမမဟုတ်တွင်သားတွေလှုပ်စင်ကခုတ်ပြီးဖွက်ထားတဲ့ခါအဆောင်ကြီးမိလောင်ပြီးပျောက်ဆုံးသွားတဲ့ကြောက်လားဆိုတာတော့ဘယ်သူမှသိမှာမဟုတ်ပါဘူးဒါက အပြည့်မရှိတဲ့ဘေးလီပါပဲဒါပေမဲ့တတိလေးမြင်တန်းဘောလံမြင်တန်းတဖြစ်လေပေါထန်စီသမားလေးမောင်မြင်တန်းကတော့ဖက်ဆက်တီနဲ့ကင်းဝေးရာချောင်းမောင်နေမှာဆက်လိုက်တဲ့ပေါပြတို့တန်ချောင်းတို့နဲ့ဝိုင်းစကားလေးကိုထည့်ပြီးကျောမထန်းလို့လှည့်လေသွားလာကပေါထန်စီလောက်ကန်နေသေးပါပဲစာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းခြင်း မောကဗရမ်းမြာမြင်ပါကမ်ဘီယာဖြစ်ရမဇလန်ကောင်းလေးကိုဘောင်မီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအားဖြင့်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်စာချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းကြီးတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။ဟယ်လိုမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်လောကဆန်းကျင်တရည်ရင်ဖို့ပေါ်လာလောကကံပြီးရောက်ယမတန်မှုခင်ဖြစ်ရမယ့်ဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခမညာ။